မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တေဘောဘိုးစစ်ကောင်းစီတပ်စခန်းကို KNL တပ်က drone များနဲ့ပုံကျဲတိုက်ခိုက်နေပြီးတော့ပြည်သူအယောက်900ကျော်ဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ၂ရက်နေ့ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တေဘောဘိုးစစ်ကောင်စီရဲ့တပ်စခန်းကို KNLA ပူးပေါင်းတပ်များကဒရုန်းများနဲ့ပုံကျဲတိုက်ခိုက်နေပြီးတော့ပောက်ကွဲသံများကိုထိုင်းနိုင်ငံဘက်အချမ်းကတောင်ကြားနေရတယ်လို့သိရပါဗျ။တေဘောဘိုးစခန်းဟာထိုင်းမြန်မာနယ်စပ်နဲ့၁ကီလိုမီတာသာကွာဝေးပြီးတော့စစ်ကောင်စီတပ်ကလည်းလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်မှုတချို့ရှိနေတယ်လို့သိရပါဗျ။ လက်တလုံးမှာထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီရဲ့တပ်စခန်း၅ခုသာကျန်ရှိပြီးဥက္ကဋ္ဌထားသေဘောဘူဝေါ်လီဘျူဟာကိုတိတဲလဲစခန်း၊ထီကေပလဲစခန်းတို့သာကျန်ရှိတော့တယ်လို့သိရပါဗျ။ထိုင်းမြန်မာနယ်စပ်မှာတိုက်ပွဲများဖြစ်ပွားနေတဲ့အတွက်ကရင်ပြည်နယ်ဘက်ကပြည်သူ900ဦးဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးတိမ်းရှောင်လာပြီးတော့နေရာ၃ခုမှာဒုက္ခသည်များကိုလက်ခံထားတယ်လို့ထိုင်းသတင်းဌာနများကပြောဆိုထားပါဗျ။ထိုင်းစစ်တပ်ကလည်းတိုက်ပွဲများဖြစ်ပွားနေတဲ့ ထိုင်းမြန်မာနယ်စပ်တခြားမှာလုံခြုံရေးတွေတုံ့ပြန်ထားပြီးတော့အချိန်ပြည့်ကင်းလက်အသည့်နေရာယူထားတယ်လို့သိရပါတယ်။ KNU ကမတ်လ AP လနဲ့မေလအတွင်းဒီမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပူလူတူခလက်ဒေတခေါပီခွေမော်ဖာသူစခန်းတာလေစခန်းများမေလဗလဲတို့မော်ခီဘရင်အောင်စခန်းကိုကနဲလေးစခန်းနဲ့ရွှေအေးမြိုင်တပ်စခန်းတို့ကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အစိုးရချမ်းချမ်းရဲ့ကိုစားတော်လိုင်းရေးတပ်ဖွဲ့ဒေစီကိုဂျားခံငွေလွှဲပေးနေတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ မန္တလေးကအမျိုးသမီးတအုပ်နဲ့ရန်ကုန်ကအမျိုးသားတအုပ်တို့ကိုစစ်ကောင်စီကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သူတို့ကိုအေပီလ73ရက်နေ့နဲ့မေလ10ရက်နေ့တွေမှာဖမ်းဆီးထားတယ်လို့သိရပါဗျ။ဒါအပြင်သူတို့နှစ်ဦးဟာချမ်းချမ်းရဲ့ online ဈေးရောင်းလုပ်ငန်းကနေပြီးတော့နိုင်ငံခြားပစ္စည်းတွေကိုထပ်ဆင့်ဖြန့်ဝေပေးတာနဲ့ငွေကောက်တာတွေကိုလုပ်ပေးနေတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာပြောကြားထားပါတယ်။စစ်ကောင်စီက online ဆက်နေတဲ့ရောင်းချတဲ့လုပ်ငန်းကိုအရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်နဲ့အမိန့်ထုတ်ပြန်ထားတာကြောင့် ဖမ်းဆီးရမိတဲ့သူ၂ဦးကိုဥပဒေနဲ့အညီထိရောက်စွာအရေးယူဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒါပေမဲ့စစ်တပ်ဘက်ကဆွဆွဲချက်ဖြစ်တယ်။ထောက်ဖို့လုံဆောင်နေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဘလို့အရေးယူထားတယ်ဆိုတာကိုတော့တိတိကျကျထည့်ပြောထားတာမရှိဘူးလို့သိရပါတယ်။နိုင်ငံပြင်ပကိုရောက်နေတယ်။တော်လိုင်းရေးထောက်ခံသူတွေရဲ့အွန်လိုင်းလုပ်ငန်းတွေကိုပြည်တွင်းကနေပြီးတော့ကူညီမယ်ဆိုရင်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူသွားမယ်လို့စစ်ကောင်စီကသတိပေးထားပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာ ပန်ဆယ်လိုအကောင့်ပိုင်ရှင်မအိမ်ပိုးဦးမအိုင်ရင်အကောင့်ပိုင်ရှင်မအိုင်ရင်ရွှေနဒီအကောင့်ပိုင်ရှင်မတင်းတင်းနွယ်ဇွန်နီလာထေးအကောင့်ပိုင်ရှင်မဇွန်နီလာထေးအောင်တော်အကောင့်ပိုင်ရှင်ကိုအောင်တော်ခိုင်စုလွင်အကောင့်ပိုင်ရှင် DCS ဆီယာမခိုင်စုလွင် PNH Fashion အကောင့်ပိုင်ရှင်မထက်နီနီတန်းနဲ့ teacher ချမ်းချမ်းအကောင့်ပိုင်ရှင်မချမ်းမြမြတော်တို့နဲ့ချိတ်ဆက်ပြီးတော့လောက်ကိုင်းနေသူတွေကိုလည်းစီစစ်ဖော်ထုတ်နေတယ်လို့သိရပါဗျာ ်စစ်အာဏာသိမ်းတဲ့၄နှစ်ကျော်ကာလအတွင်းမှာလူမှုကွန်ရက်ပေါ်မှာစစ်ကောင်စီကိုဆန့်ကျင်ဝေဖန်ပြီးတော့လူလူလှုပ်ရှားမှုတွေနဲ့တော်လိုင်းအဖွဲ့စည်းတွေကိုထောက်ခံအားပေးတဲ့ရေးသားမှုတွေပြောဆိုဆက်သွယ်မှုတွေကြောင့်ဖမ်းဆီးခံရသူစုစုပေါင်း1884ဦးရှိခဲ့တယ်လို့ data from မြန်မာရဲ့အချက်အလက်တွေကဖော်ပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အချမ်းဘတ်စစ်ကောင်စီကအလို့ရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူများ CDM များနဲ့စစ်ပြေးရဲပြေးစုစုပေါင်းလူအယောက်9000ရဲ့စရင်းကို Person Scrutinization and Monitoring System PSMS application မှာကနအုပ်ထည့်သွင်းပြီးတော့နိုင်ငံတော်အလုံးမှာရှိတဲ့လုံခြုံရေးဂိတ်များမှာစစ်ဆေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရုရှားကအဓိကတာဝန်ယူရေးဆွဲပေးထားတဲ့ PSMS application ကိုစစ်ကောင်စီကရေးဆွဲထုတ်လုပ်လိုက်ပြီးတော့အဲ့ဒီ application မှာစစ်တပ်ရဲနဲ့လဝကများကတီးတန့်အသုံးပြုစစ်ဆေးရန်အတွက်သာဖြစ်တယ်လို့သိရပါဗျ။စစ်ဆေးရေးဂိတ်များ၊လေစိတ်၊ရေစိတ်မြို့အဝင်ထွက်ဂိတ်များနဲ့ကားဂိတ်များမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခွေအုပ်ရဲနဲ့လောက်ဝကများထံကို application များချထားပေးတယ်လို့သိရပါတယ်။အဲ့ဒီ application ကိုဝင်ရောက်ရန်အတွက် key နဲ့ password များကိုစစ်ကောင်စီကတင်းကြပ်စွာစီစစ်စွာချထားပေးပြီးတော့ PSMS application အတွင်းမှာရှိတဲ့အချက်အလက်များကို နေပြည်တော်ကဓာတ်ရိုက်ထိမ့်ချုပ်ထားတယ်လို့သိရပါတယ်။အဲ့ဒီ PSMS application ထဲမှာစစ်ကောင်စီကအလို့ရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူများ CDM များစစ်ပြေးရဲပြေးလူရဲစရင်စုစုပေါင်း9000ရဲ့ကိုရေးအချက်လက်များကိုကနအုပ်ထည့်သွင်းထားတယ်လို့သိရပါတယ်။အဲ့ဒီ PSMS ကစစ်စေး gate တွေရဲ့ computer တွေမှာလည်း install လုပ်ထားပါတယ်။တက်ရဲနဲ့လာဝကတွေရဲ့ mobile phone တွေမှာလည်း install လုပ်ထားတယ်။ကန့်တတ်ထားတဲ့ application မှာ အဲ့ဒီထဲမှာလူတအုပ်ရဲ့မွေးတက်ကြက်မှတ်ပုံတင်နံပါတ်မိဘနံပါတ်တွေကိုရိုက်ထည့်လိုက်တာနဲ့ဒီလူကနိုင်ငံရေးပြစ်မှုကင်းရှင်းသလားအရှင်းမူလားဆိုတာပေါ်ပါတယ် CDM နိုင်ငံရေးပြစ်မှုနဲ့စစ်ပြေးရဲပြေးအယောက်9000ရဲ့ကိုရေးအချက်လက်တွေကိုအဲ့ဒီထဲမှာထည့်ထားပါတယ်ဥပမာ CDM တအုပ်ကခရီးထွက်လို့သူ့ရဲ့မှတ်ပုံတင်နံပါတ်ကိုစစ်စေးဂိတ်မှာ PSMS application နဲ့ဆက်လိုက်ရင် CDM ဖြစ်ကြောင်းချက်ချင်းပေါ်ပါတယ်အဲ့ဒီအခါမှာချက်ချင်းဖမ်းခိုင်းပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းတွေကရှင်းပြထားပါတယ်လက်ရှိမှာစစ်ကောင်စီက PSMS application Station ကို version 1.2နဲ့စတင်အသုံးပြုနေပြီးတော့ကနအူးစစ်တပ်ကအလို့ရှိနေတဲ့လူဦးရေအယောက်9000ရဲ့ကိုရေးအချက်အလက်များကိုထည့်သွင်းထားတယ်လို့သိရပါဗျ။ထပ်မံပြီးတော့လည်း application ကိုအစစ်မြစ် upgrade ပြုလုပ်နေပြီးတော့နောက်တော့အလို့ရှိနေတဲ့စရင်းများကိုလည်းထပ်မံဖြည့်တင်းနေတယ်လို့သိရပါဗျ။အဓိကကတော့နိုင်ငံရေးအမှုစစ်ပြေးရဲပြေးရဲဘက်ပြေးတရခန့်ပြေးဆိုတဲ့ပြေးလေးပြေးစရင်းတွေနဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဥတွေနဲ့အမှုဖွင့်ထားတဲ့သူတွေရဲ့စရင်းတွေကိုအဲ့ဒီ application ထဲမှာထည့်ထားပါတယ် ်လောလောဆယ်တော့ version 1.2မှာလူဦးရေအယောက်9000နဲ့အထက်စရင်းတွေကိုထည့်ထားတယ်။တဖြည်းဖြည်းနဲ့အဆင့်မြင့်နေပါတယ်။နောက်ဆိုရင်တာမန်ရာဇဝဲမှုနဲ့စစ်မှုထမ်းတိန်းဆောင်တဲ့သူတွေရဲ့စရင်းတွေပါထည့်သွင်းမှုအထိကိုအဆင့်မြင့်နေပါတယ်။အဲ့ဒါကရုရှားနည်းပညာ People Surveillance Management System အခုအဲ့ဒါကို version 2အဆင့်မြင့်ထုတ်ပြီးတော့စစ်ဆေးဖို့ထပ်လုပ်နေပါပြီလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။စစ်ကောင်စီကလုံခြုံရေးစစ်ဆေးရန်တီးတန့်ထုတ်လုပ်ထားတဲ့ PSMS application ကို၎င်းတို့အတိမတ်ပြုတ်ထားတဲ့ ဖုန်းနဲ့ကွန်ပျူတာများမှသာဒေါင်းလုဒ်လုပ်နိုင်ပြီးတော့အခြားကွန်ပျူတာနဲ့ဖုန်းများကကူးယူနိုင်ခြင်းမပြုနိုင်ပဲလုံခြုံရေးအစီအမြင်ထားတယ်လို့သိရပါဗျ။လက်တလောစစ်ကောင်စီကအလို့ရှိနေတဲ့လူအယောက်9000ရဲ့ကိုရေးအချက်အလက်များကိုငယ်စရင် fine ကိုဆိုပြီးတော့ blacklist အမည်ပြတ်စရင်ဆိုပြီး fine name ပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အမိန့်နဲ့နိုင်ငံတော်မှာလိုင်စင်မဲ့ကားများနဲ့ဆိုင်ကယ်များကိုစီမံချမ်းနဲ့စစ်ကောင်စီကဖမ်းဆီးရမှာငွေညစ်ခံရမှုများထောင်တန်းတလချမှတ်ခံရမှုများနဲ့စစ်မှုထမ်းအဖြစ်နဲ့ဖမ်းဆီးစုဆောင်ခံရသူများဟာအကြီးအကျယ်ဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ10ရက်နေ့ကစတင်ပြီးတော့အချမ်းဖတ်စစ်ကောင်စီကလိုင်စင်မဲ့ကားများနဲ့ဆိုင်ကယ်များကိုစီမံချမ်းနဲ့ဖမ်းဆီးနေရမှာနိုင်ငံတော်လုံးမှာငွေညစ်မှုများ လိုင်စင်ရှိတဲ့ဆိုင်ကယ်နဲ့ကားများကိုချင်းချောင်းငွေတောင်းခံမှုများလိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားများစီးနေတယ်ဆိုပြီးတော့ပြည်စည်းကိုတိမ်ပြီးလူကိုယ်လဲတရားရုံးတင်ကထောင်ဒဏ်တစ်လချမှတ်မှုများနဲ့လိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားများကိုစီးတဲ့လူငယ်တွေကိုတော့စစ်ဘုတ်တန်းအဖြစ်နဲ့စူဆောင်းမှုများဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါတယ်။သခိုင်းမျိုးပေါ်မှာတော့လိုင်စင်မဲ့ဆိုင်ကယ်စီးလို့ဆိုပြီးပန်းတော်ရက်ကွက်ကလူငယ်နှစ်ဦးကိုဆိုင်ကယ်ကိုလဲတိမ့်နေလူကိုလဲစစ်သားစုဆောင်ရေးတဲ့ကိုပို့လိုက်တယ်စစ်မှုမထမ်းရင်မင်းတို့ထောင်ချခံရမယ် ်စစ်ဘုတ်ထိုင်းရင်တော့စစ်တင်တန်းတက်ပြီးတော့အေးစေးအပြင်မှာနေလို့ရတယ်ဆိုပြီးစုပေါင်းအဖွဲ့ကစစ်သားစုဆောင်ရေးတပ်ထဲကိုပို့လိုက်တာလို့သခိုင်းမျိုးဇေယျကွက်တဲ့ရက်ကွက်ကရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောကြားလိုက်ပါတယ်အလားတူပဲမန္တလေးတိုင်းတာစီမြို့နယ်လိုင်းတက်ခရိုင်ချင်းဆက်လမ်းစုံမှာလိုင်းစင်မဲ့ဆိုင်ကယ်များကိုစစ်ကောင်စီကစီမံချက်နဲ့ဖမ်းဆီးရမှာဆိုင်ကယ်စုစုပေါင်းစေဘင်းကားနဲ့နှစီးစာရရှိတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဆိုင်ကယ်များကိုရဲနဲ့စစ်တပ်ကတံမိုးဖြတ်ပြီးတော့ တောက်ဝက်ဈေးနဲ့ပြန်လဲရွေးယူဝင်ပြုတ်လိုက်တယ်လို့သိရပါဗျ။ဇွန်လ၁ရက်နေ့ကတာစီလှိုင်းတက်ခရံချင်းဆက်လမ်းစုံမှာလိုင်စင်မဲ့ဆိုင်ကယ်တွေကိုဖမ်းနေတာစုစုပေါင်း7ဘင်းက2စီးတိုက်စာဆိုင်ကယ်တွေရသွားတယ်။အဲ့ဒီဆိုင်ကယ်တွေကိုရဲနဲ့ဆရာဖကတံပိုးဖြတ်တယ်။ဥပမာ7သိန်းတန်ဆိုင်ကယ်ဆိုရင်9သိန်းပေးရင်ချက်ချင်းပြန်ရွေးလို့ရတယ်။တော်တော်များများကတော့ပြန်ရွေးယူသွားကြတယ်လို့တာစီမျိုးကပြည်သူတို့ကပြောပြထားပါဗျ။လိုင်းစင်မဲ့ဝတ်တော့ဆိုင်ကယ်နဲ့ကားများကိုဖုန်ကြီးเจ้าများစာတင်เจ้าများနဲ့တောဆက်များမှာယာယီသွားပြီးတော့စွန့်ပစ်ထားခဲ့ရ စစ်တပ်ကနေရာပေါင်းစုံမှာလိုက်လံဖမ်းဆီးနေတယ်လို့သိရပါဗျ။တချို့သောလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်စီးနေသူများကိုပြစ်စည်းကိုတိမ်ပြီးတော့လူကိုယ်ပါတရားရုံးတင်ပြီးတော့နေချင်းပြီးထောင်တန်းတလချမှတ်တာတွေလည်းရှိနေတယ်လို့သိရပါဗျ။ဖမ်းမှာတော့မဲပေါင်စီးဇွဲကပင်ပလာဇာကန္နာညစီးဒန်ကိုလန်းကွာမြို့ဝင်ရှမ်းလင်းစီဆိုင်တော်ဝင်ဒုက္ခဆေးရုံရှိကြိုင်တောင်ကြားဇွဲကပင်လမ်းစုံ ကော့ကြိုက်လမ်းစုံနောင်လုံးလမ်းစုံတွေမှာဖမ်းနေပါတယ်တော်တော်များများကတော့မစည်းကြပဲနဲ့ရာဘာတောတွေထဲမှာဖုန်ကြီးကြောင်းတွေမှာတွားပြီးတော့ရပ်ထားကြတယ် ဖမ်းတမျိုးလုံးက license မဲ့ဝတ်တော့ဆိုင်ကယ်လေးကြီးပဲ BGF နဲ့အဖွဲ့အစည်းတွေကားတွေကြတော့မဖမ်းရဘူး license မဲ့ဆိုင်ကယ်စီးတဲ့ပြည်သူတချို့ကတော့ ဆိုင်ကယ်အသိန်းခံရပြီးတော့ထောင်တန်တလအချခံရတယ်လို့သိရတယ်လို့ဖန်အခြေစား Pride အဖွဲ့ဝင်တဦးကရှင်းပြထားပါဗျ။ဒါအပြင်လက်ရှိစစ်ကောင်စီရဲ့စီမံချက်ကြောင့်နိုင်ရေးကူညီမှုနဲ့လူနာတင်ကား Pride လုပ်ငန်းများအားလုံးရပ်နားထားရတယ်လို့သိရပါဗျ။နိုင်ရေးကားနဲ့လူနာတင်ကားများဟာလိုင်စင်မဲ့ကားများဖြစ်နေတဲ့အတွက်စီမံချက်နဲ့အကျုံးဝင်နေတဲ့အတွက်ကြောင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများယာယီရပ်ဆိုင်ထားခြင်းဖြစ်တယ်လို့ Pride အဖွဲ့ဝင်များကပြောဆိုထားပါဗျ။ ကျွန်တော်တို့နိုင်ရေးကူညီမှုအသင်းမှာကားတွေအကုန်လုံးကလိုင်စင်မဲ့ကားတွေပါနေမြေကန်ထွေအုပ်နဲ့ရဲကစီမံချက် ကာလဆိုတော့ရပ်ထားပါဆိုလို့အကုန်ရပ်ထားရတယ်ဘာမှမတက်နိုင်ဘူးလို့ဘကိုးမြို့ပေါ်ကသွေးလူနဲ့နိုင်ရေးကူညီမှုအသင်း Pride အဖွဲ့ဝင်တို့ကပြောပြထားပါတယ်စစ်ကောင်စီအခြေဆိုင်ရာနေပြည်တော်မှာလိုင်စင်မဲ့ကားများနဲ့ဆိုင်ကယ်များကိုစစ်တပ်နဲ့ရဲများကဖမ်းဆီးနေရမှာအဓိကအားဖြင့်ဆိုင်ကယ်တွေကိုအဓိကဖမ်းဆီးနေတယ်လို့သိရပါတယ်နေပြည်တော်ပြင်းမနာနဲ့လယ်ဝေးဘက်တွေမှာ အဖွဲဆုံးပဲဖမ်းနေတာဆိုင်ကယ်တွေကိုအဓိကဖမ်းနေတာပါကားတော့တိတ်မတွေ့ဘူးဆိုင်ကယ်တွေက license မရှိတာတွေများတယ်လေစီးတဲ့သူတွေလည်းအဖမ်းခံရတယ်အဖမ်းခံရသူတွေများတယ်လို့ပြင်းမနာမြို့မှာစံကုံစုံဆိုင်ဖွင့်လှစ်ထားတဲ့လုပ်ငန်းရှင်တူကပြောပြထားပါတယ်ရန်ကုန်မြို့မှာတော့ license နဲ့ဆိုင်ကယ်နဲ့ကားဖမ်းတယ်ဆိုတဲ့စစ်တပ်ရဲ့ရဲများကရက်ွက်တွေတဲ့အထိဝင်းရောက်ဖမ်းဆီးမှုများရှိနေပြီးတော့အထူးသဖြင့် battery စပိန်တွေကိုပါ license နဲ့ဆိုင်ကယ်ဆိုပြီးနာမည်တက်ကဖမ်းဆီးနေတယ်လို့သိရပါတယ် မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့အစည်းအဝေးမှာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလိုင်စင်မဲ့ကားများနဲ့ဆိုင်ကယ်စီးနင်းနေမှုများကိုဖော်ထုတ်သွားရန်နံပါတ်ပြများအတုလုပ်ခြင်းလိုင်စင်များအတုလုပ်ခြင်းများကိုလုံဆောင်နေမှုများကိုတွေ့ရှိရပြီးတော့တာဝန်ရှိသူများအနေနဲ့ပါဝင်ပတ်သက်သူများအလုံးကိုစီစစ်ဖော်ထုတ်အရေးယူဆောင်ရွက်သွားရန်လိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားများစီးနင်းနေမှုများကြောင့်နိုင်ငံတော်အနေနဲ့ အခွန်အခများစွာနင့်နာမှုရှိမှဖြစ်တယ်လို့လုံခြုံရေးဆိုင်ရာကိစ္စရပ်များမှာလည်းအခက်အခဲများဖြစ်ပေါ်နိုင်မှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ဒါကြောင့်လိုင်စင်မဲ့မော်တော်ကားများနဲ့စိုင်ကယ်များစီးနှင်းမှုမရှိစေရေးအတွက်ကြက်မှတ်ပြီးတော့ဆောင်ရွက်သွားရန်လိုအပ်တယ်လို့ညွှန်ကြားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ် မော်စီစာလောက်ကွက်မှာရှိတဲ့တစ်သုံးလုံးကုမ္ပဏီပိုင်းမြေတဲကားနဲ့ဗဟိုးကားများကိုစစ်တပ်ကဝင်ပြီးတော့မိရှို့သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇွန်လ3ရက်နေ့မနက်8:45မိနစ်အချိန်မှာဖားကတ်မျိုးလုံခင်ချေပါအုပ်စုမော်စီစာလောက်ကွက်မှာရှိတဲ့တစ်သုံးလုံးကုမ္ပဏီပိုင်းမြေတဲကား2စီးနဲ့ဗဟိုးကား3စီးစုစုပေါင်းကား9စီးကိုစစ်ကောင်စီတပ်များကဝင် ရောက်ပြီးတော့မိရှို့နေခြင်းဖြစ်တယ်လို့သိရပါတယ်။မေလ31ရက်နေ့ကလည်းတစ်သုံးလုံးကုမ္ပဏီတွေကိုဝင်ပြီးတော့အဆောင်တွေကိုမိရှို့သွားတယ်ပြီးတော့ဒီကနေ့မှလည်းကားတွေကိုထပ်ပြီးတော့မိရှို့ ှို့နေတယ်ရှို့တဲ့စစ်တပ်ကမေလ31ရက်နေ့ကရှို့တဲ့စစ်ကြောင်းမှာပဲမီးရှို့ပြီးတော့ဟိုတနေ့ကပြန်ထွက်သွားတယ် ဒီနေ့မနေ့ပြန်လာပြီးတော့မီးရှို့နေတာအဲ့ဒီစစ်တပ်ကဖျားကုန်းသားမှာတက်ဆွဲထားတဲ့စစ်တပ်ပါလို့ဖားကန်ဒေသခံတအုပ်ကပြောပြထားပါဗျ။အေပီလာကစတင်ပြီးတော့အချမ်းဘတ်စစ်တပ်ကဖားကန်ကိုစစ်အင်အား600ကျော်နဲ့စစ်ကြောင်းများခွဲပြီးထိုးစစ်ဆင်ခဲ့ပြီးတော့လမ်းတလျှောက်တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အေဘီလာနောက်ပိုင်းမှာစစ်တပ်စစ်ကြောင်းများဖားကန်မြို့ကိုရောက်ရှိလာပြီးတော့စစ်တပ်ကလည်း၎င်းတို့ဖြတ်တန်းလာရာလမ်းတလျှောက်မှာအရဲသားပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများလုပ်ဆောင်ခဲ့ပြီးတော့ လုံခင်းကပြည်သူ9ဦးထက်မနည်းတပ်ဖြတ်ခံခဲ့ရကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ